ပြပြန်လေးသုံးမိကြည့်ပေးဖို့တောင်းဆိုပါရယ်နော်မင်္ဂလာပါရှင် Memories YouTube Channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါရယ်ရှင်ဒီနေ့မှာတော့ Memories YouTube Channel လေးကနေပြီးတော့စာရေးဆရာမလွန်ထားထားရယ်ဒီနေ့ပြောပါဆိုတဲ့စာအုပ်ကလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရယ်ရှင် ကိုကစပြီးပြုံးပြနှုတ်ဆက်ပါကျမငငယ်တုန်းကအလွန်ပဲများရှင်မိုးတက်ပါတယ်ကိုကစပြီးပြုံးပြနှုတ်ဆက်ဖို့ကို အောက်ကြတယ်လို့ခံယူပြီးဝင်နေတတ်သူပါသူများကစပြီးနှုတ်ဆက်မှာပြန်နှုတ်ဆက်တတ်တဲ့အကျဉ်းစိုးကိုဥကြောင့်ပါပဲပြန်ရှက်မိပါတယ်အဲ့ဒီလို ID တခွဲသားနဲ့မပြုံးမရဲမနှုတ်ဆက်တတ်တဲ့အကျဉ်းကြောင့်ခင်မင်လေးစားစရာကောင်းတဲ့မိတ်ဆွေတငယ်ချင်းတွေအများကြီးကိုခင်မင်ခွင့်မရလိုက်ပဲလက်လို့ဆုံးရှုံးလိုက်ရပူပါတယ် ူတရားရဲ့အောင်မြင်မှုဟာမိတ်ဆွေအပေါင်းအသင်းတွေနဲ့ဆက်နွယ်ရှိစေထားရပါတယ်။ကိုကခင်မင်ဖော်ရွေပြီးလှိုင်လဲနှွေးထွေးသူဖြစ်ရင်ကိုကိုရှိခင်သူတွေကိုတိုးတက်အောင်မြင်မှုအတွက်အကြံဉာဏ်ကောင်းပေးသူတွေကိုညီချိဆက်ပေးသူတွေနဲ့ကိုရဲ့အောင်မြင်မှုကိုရဲ့ဟာပုံမူကြံပြက်ကြီးမလာရပါတယ်။ကိုက80%နဲ့ကိုရဲ့အပြုံးတွေကိုနှမျောတူတူနေမယ်။သူကစာပြုံးပြမှာငါပြုံးပြမယ်။ ငါကစပြီးပြုံးပြနှုတ်ဆက်ဖို့မလိုဘူးဆိုတဲ့အတွေးမျိုးအယူအဆမျိုးထားမယ်ဆိုရင်အဲ့ဒီလူဟာအထီးကျန်ဆန်ပြီးပျော်ရွှင်မှုနဲ့ဝေးနေသူပဲဖြစ်မှာပါတခါတော့ကကျမတို့အင်္ဂလန်ကနေမြန်မာပြည်ပြန်လာချိန်တော့ကဒူဘိုင်းလေဆိပ်မှာ transit နားပြီးရန်ကုန်ကိုပြန်ဖို့လင်းရင်ဆောင်နေခိုင်းမှာမြန်မာပြည်ရဲ့အချမ်းသာဆုံးစည်ရင်းဝင်တထေးကြီးတရားနဲ့ဆုံခဲ့ရခဲ့ပါတယ်။ သူ့မျက်နှာပေါ်မှာဖော်ရည်ဖြူလာတဲ့အပြုံးဟာမြင်ရသူတန်းကိုစိတ်ချမ်းသာမှုပေးစွမ်းနိုင်တော့ပါတယ်။သူ့အပြုံးဟာအပေါ်ရန်ဟန်လုတ်ပြုံးမျိုးမဟုတ်ပါဘူး။ရင်ထဲကနေလိုလားကြည်လင်စွာပြုတ်ပြနေတဲ့အပြုံးမျိုးပါ။သူမြဝင်းနေတဲ့မှာသပတ်သားအပေါ်အေးတယူဂယုတဆိုင်ရှိတဲ့အလေးနက်မှုတွေလည်းပါဝင်ပါဗါတယ်။အထီးကြီးတရရဲ့လိုဟမ်ဘတ်တခွဲသားမရှိပါဘူး။ကျမကလည်းပြန်ပြုတ်ပြလိုက်တော့ကျမရှင်မှာမျက်နှာချင်းဆိုင်ရက်ပြီးစကားစမြည်လာပြောပါဗါတယ်။ ခခင်မမင်းမျက်နာပေါ်ကဖြူစင်ညင်ညာတဲ့သွားကလေးတွေပေါ်အားပြုံးနေတဲ့အပြုံးကိုမြင်ရတာကျမအတွက်ဆန္ဒမူနာအတူယူရင်စရာကောင်းလာပါတယ်။သူတိကျင်တဲ့မင်းကလေးတွေမေးပြီးစိတ်ဝင်စားနားထောင်ပါတယ်။သူအကြောင်းလဲပြန်ပြောပြပါတယ်။ဟောရင်ကတိထားကျွမ်းထားတဲ့မိဆွေတယောက်ကိုစကားလာပြောနေတယ်လို့ပါပဲ။အဲ့ဒီအချိန်ကစပြီးကျမသူ့ကိုခင်မေလေးစားသွားခဲ့ပါတယ်။ကို့ကိုကိုလည်းဂရေတထုပြပြင်းမိတယ်။နောက်ဆိုသူ့လိုပဲလူတွေကိုကိုကစားပြီးခင်ခင်မင်းမင်းနှုတ်ဆက်ပြောပြမယ်လို့ ဒီနိုင်ငံမှာလည်းတယောက်နဲ့တယောက်မျက်နှာချင်းဆက်တွေ့တဲ့အခါလုံးဝမသိတဲ့ဒဇင်းတွေဖြစ်တော်ညာပြုံးပြနှုတ်ဆက်စကားဆိုကြပါဗါဒါဒီဥတုအကြောင်းသူဆွဲလာတဲ့ခွေးလေးအကြောင်းစသဖြင့်စကားစမြည်ပြောဆိုတတ်ပါတယ်။ကိုကစပြီးပြုံးပြနှုတ်ဆက်လက်ရှင်းဖြင့်အောက်ကျနောက်ကျဆရာဘာအကြောင်းမှမရှိပါဘူး။မိษွေတစ်တွေထတ်တိုးလာမယ်။ပေါင်းတဲ့ဆက်ဆံရင်းနဲ့ပဲကြံပြတ်လာမယ်။ဒါဟာပျော်ရွှင်မှုစက်ဝိုင်းကိုချဲ့ထွင်းလိုက်ရလဲရောက်ပါတယ်။မိษွေအပေါင်းအသင်းတွေပေါင်းများလာတာပြောစရာပဲမဟုတ်လား။ ကျွန်မဖတ်ဘူးတဲ့စာအုပ်တစ်အုပ်ထဲမှာလူတယောက်ရဲ့အောင်မြင်မှုကို သူဘလောက်ချမ်းသာတယ်လဲဆိုတာနဲ့မတန်းတာနိုင်ဘူး။သူမှာမိษွေအပေါအသင်းနဲ့ဘလောက်ရှိတယ်လဲဆိုတာနဲ့တန်းတာပါတယ်တဲ့။ဒါကြောင့်ပျော်ရွှင်မှုကိုလိုချင်ရင်ကိုကစပြီးပြုံးပြနှုတ်ဆက်ပါ။